ေးလူရယ်ဆိုတာဟာသူတစ်ပါးရဲ့အသက်ကိုကယ်တင်ရာရောက်တဲ့အပြင်ငွေကြေးပြည့်စုံဖို့မလိုပဲကျန်းမာရေးကောင်းနေုံနဲ့ပြုလုပ်နိုင်တဲ့ဒါနတစ်ခုဖြစ်ပါတယ်။လူရလိုက်တဲ့သွေးတစဟာအသက်ရှင်ဖို့အရေးပေါ်အခြေအနေဖြစ်နေသူတွေအတွက်တော့အင်မတန်ဖိုးတန်တဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။သွေးလူနေကြသူတွေကတော့တစုံတစ်ယောက်ကတွန်းအားပေးစရာမလိုပဲလေးလတစ်ကြိမ်သွေးလူရမယ်ဆိုပြီးအလိုလိုအသိစိတ်ဖြစ်နေတတ်ကြပါတယ်။ကို့သွေးကိုဘယ်သူပဲဝါရသွားတယ်ဆိုတာသိစရာမလိုပဲလှူလိုက်ရတာကဝန်တာပီတိဖြစ်စေပါတယ်။ ပထမအနေနဲ့ကတော့ဒီသွေးလူမယ်ဆိုတော့ဒါနတစ်ခုဖြစ်ပါတော့ဒါနကိုအလူလေးတစ်ခုလောက်ရမယ်ဆိုပြီးဒါလေးကတော့စိတ်အရင်ဖြစ်တယ်ပေါ့ကျမကြီးကောင်းမယ်ဘာလဲကျမကြီးကောင်းတယ်လူရဲ့ခါနဲ့တိုက်ဆိုင်နေချင်းတော့ဒီဖြစ်တာများတယ်ကိုလူလိုက်တဲ့အတွက်ကြောင့်ဟိုဘယ်သူပဲပါရတော့မဟုတ်ဘူးနော်ကိုသွေးတယောက်ယောက်မလားလူရဲ့တဲ့လူတယောက်ယောက်မလားလူတိုင်းဒါဝမ်းတာရတာပဲဓမ္မဒူတာဆရာတော်အရှင်စေကိန်းနဥဆောင်နဲ့ဒီသွေးလူပွဲဟာ 28တမြောက်ဖြစ်ပြီးမြို့နယ်အသီးသီးကဘုံကြီးကျောင်း90နီးပါးပါဝင်ခဲ့ကြပါတယ်။ဆရာတော်ဟာရင်ကျေးအောင်လေးမအောင်လဲအမြဲတွင်တွင်ဆုံးမလေးရှိတဲ့ပါတယ်။ဘောဘောကတော့ညီမတို့ပေါ့လေလူကြီးသူမတွေယူတည်ရမယ်ပေါ့ပြောတာအဲ့လိုပေါ့အမြင်ကြီးကြီးလေးနဲ့ပေါ့နော်နေရမယ်ပေါ့အဲ့လိုပေါ့ကောင်းနာရီပေါ့လောက်ရမယ်ပေါ့အဲ့လိုပြောချခဲ့ပါတယ် ။သွေးလူတဲ့လောက်ရဟာကုသိုလ်ရသလိုကိုကိုကိုလည်းအနေထိုင်တန်ရှင်းစင်ကြယ်စေတဲ့အကျိုးကျေးဇူးတွေကို ပေးနိုင်ပါတယ်။ဒါကြောင့်နှုတ်နှစ်ဖက်အကျိုးရှိတဲ့လောက်ရဆိုရင်လည်းမမားနိုင်ပါဘူး။ကျွန်တော်တို့